ဟာကျွန်တော်ကသူ့ဆက်စားလူစင်းနဲ့ကြိုက်သွားတယ်။ဆောလိုက်တဲ့ကျေးဇူးတင်ရည်ရည်တဲ့ timing ကြိုက်တာပါစိတ်ထဲမှာဟာငါတုထပ်ပူလှနေမှာဖြစ်မယ်ဆိုပြီးတော့သူတွေးနေတယ်တစ်ချိန်လုံးသူပဲ on နေတာ on ဆောကျွန်တော်ဟိုးလွန်ခဲ့တဲ့နှစ်တည်းကကျွန်တော်တကြံဆိုတရားစကိုက်ပါဘာ။ Wow. Wow. ကျွန်တော်တရားစကိုက်နေပါဦးကျွန်တော်လူလိမ္မာလေးပဲလုပ်ပါလား။ဟုတ်။နှစ်တိုင်းတော့မဟုတ်ပါဘူး။တနည်းသေးဝင်တာငါတော့ပြောလို့မဆုံးတာ။ချန်ရောက်မှာအရန်ပြော့ပါတော့။အဲ့လိုအမေတို့ကလည်းအဲ့လိုတရားစကိုက်နေပါဦးဝင် င်ခဲ့။ကြိုက်တဲ့အချိန်ဝင်ခိုင်းရတယ်။တကြံလွင်တော့မဝင်ခိုင်းနဲ့လုံးဝမရဘူးပေါ့။လက်ဖြံလို့တကြံကြောက်ရမယ်ဆိုဒီနေ့ဆိုလို့ရှိရင်ဟာအရင်ရှင်းခုံးနေပြီ။အဲ့လိုမပြောတော့။ဒါပေမဲ့နောက်နေ့မလဲရောက်လို့ရှိရင်တကယ်လည်းတကြံကြရင်ဒီကမထနိုင်တော့။ကျောင်းမှာကျောင်းမှာလေးကိုဖန်ဖဲလို့ပါဆိုတော့တော်တော်လောင်းပြီ။တကြံလို့အဲ့လိုတပုက္ကကြီးဟိုတွေ့ရင်စီးသွားပြီးတော့မလောင်းပြီ။ လူလည်းတခြားလူကလောင်းကောင်လေးကြိုးစားကောင်လေးကြီးကြိုးပမ်းမှုပေါ့ကောင်မလေးတွေ့လို့ရှင်အဲ့လိုခေါင်းပေါ်လောင်းချတာရမ်းကြိုက်တာမှလို့လည်းမသိကောင်မလေးဆိုကောင်မလေးဆိုကခေါင်းပေါ်လောင်းချပြီးလို့ရှင်အခုဆိုလို့ရှင်တကြံလင်းပါဆိုတနခါးကြီးလိမ့်ပေးရခေါင်းတွေလျှော်ပေးရအဲ့လိုမျိုးလောက်တယ်ရှင်လုံးဝမထင်ထားဒီကောင်မလေးကရိုးရိုးလေးပဲရှိပတ်ပါမယ်သူတော့ မထင်နဲ့အဲ့လိုမျိုးအကောင်လုပ်တယ်။အာကိုနေမင်းအိမ်တချင်းပေါ့နော်သူ cover ပြန်ဆူထားတဲ့ဥစ္စာလေးကိုဒီရုပ်ကတ်လေးနဲ့အဲ့လိုမျိုးလေး romance လေးပေါ့နော်အဲ့လိုမျိုးလေးပြန်လိုက်တာပါရှင်ဟုတ်ဟုတ် cover ပြန်ဆူထားရလေရှင်ဟုတ်အာတချင်းနမယ်ကကျတော့နှစ်သစ်မင်္ဂလာနဲ့တုံချမ်းတုံချမ်းလေးပါဟုတ်နှစ်ပုတ်ပေါ့အဲ့နှစ်ပုတ်မှာကျွန်တော်တို့ကအဲ့ဒီဟိုအခုနောက်ပိုင်းဆန်းဆန်းလေးဖြစ်တော့အောင်ဆိုပြီးတော့နှစ်ပုတ်နဲ့ပြီးတော့ကျွန်တော် short film လေးတစ်ခုနဲ့အဲ့လိုမျိုးပေါင်းပြီးတော့တရုပ်ဆောင်လာပါခင်ဗျဟုတ်ဟုတ် ပြောပါအောင်အဆင်ပြေပါတယ်နော်အဆင်ပြေပါတယ်တကယ်ကြီးတကယ်ကြီးကလည်းရမ်းမိုက်ပြီဆိုတော့တော်ဗျူတိုင်းမှာအလုပ်ပဲဖြစ်ရတော့အာဘယ်လိုပြောမလဲရွှေဂျူမာတဲ့ကတကယ်ချင်းနေရအလိုခင်လဲခင်တယ်ပြီးတော့အခန်းကလည်းတူနေရအလိုမျိုးဘေးကျင်းကက်ရက်လေးကြတော့အဲ့မှာလည်းကလည်းတကယ်ချင်းနေခင်ပြီးသားဆိုတော့အရင်ရောညှိကြလည်းမရှိပါဘူးဟုတ်အမှတ်တရလေးရအလိုမျိုးနည်းနည်းအလိုကောင်မလေးကိုကာပေးရမယ့်အချိန်မှာကောင်လေးကထထွက်ပြေးသွားသူရေဆိုလို့ထွက်ပြေးသွားတာအဲ့လိုလေးပါပဲဟုတ်ရိုးရိုးလေးပါတယ်ခင်ဗျဟုတ်ကျွန်တော်က သူ့ဆက်ဆက်လူချင်းနဲ့ကြိုက်သွားတယ်ဟာ Totally got the kids you နော်တိုင်မကြိုက်တာပါစိတ်ထဲမှာဟာငါသူ့ထပ်ပူလှနေမှာဖြစ်မယ်ဆိုပြီးတော့သူတွေးနေတယ်တစ်ချိန်လုံးသူပဲ on နေတာ on so โอ้ကျွန်တော်မအောင်တော့လည်းမအောင်လို့ဆိုခုတော့ on so ဖြစ်သွားအောင်ဆိုပါသူကသူက on so ဆိုတာညီမလေးရအောင်ညီမလေးလည်း on so ပါဒါပေမဲ့ကိုကတော့သူ့လောက်မအောင်နိုင်ခဲ့သူ့ကိုတစ်ချိန်လုံးကြည့် လောက်နေတငယ်စင်ကအစဉ်ပြေးရလာပေါ့နော်ဒီနေ့ဒီနေ့မှလောက်ဘူးတာပါဆိုရှူတင်ရလေဒီနေ့မှလောက်ခဲ့ချင်းဟိုအေးဟိုဘာမှမလုပ်ခဲ့ဘူးအရှူချုံပြီးတော့ထမအောင်ဆက်တယ်နော်ရှူချုံပြီးကလေးကဒါပထမဆုံးပြန်ဆုံတဲ့ရှူတင်နေပေါ့ဟုတ်ဟုတ်အာဘယ်လိုပြောပြရမလဲပုံမှန်ထက်ပေါ့နော်အဲ့လိုရဒီမြင်နေကြဆက်လန်လေးမဟုတ်ပဲနဲ့အဲ့လိုတမူထူးခြားတဲ့ဇလန်လေးတော့ဒါအဲ့လိုမျိုးလေးဖြစ်အောင်တော့စူးစမ်းထားကြရပေါ့နော်ဆိုတော့စောင့်ကြည့်ပေးပါလို့အနှစ်ယောက်စလုံးကလည်းအကောင်းဆုံးဖြစ်အောင်စူးစမ်းထားကြရ အဲအကိုကတော့ကောင်းပြီလားဆိုတော့ကျွန်တော်တို့လည်းအခုတရုတ်ဆောင်ပိုင်းမှာဝင်ပြီးတော့ပေါင်ဝင်အားဖြည့်ထားတာဆိုတော့အများကြီးအားဖြည့်ကြပါလို့ဟုတ်အရင်နှစ်တည်းကကျွန်တော်ဟိုးလွန်ခဲ့နှစ်တည်းကကျွန်တော်တကြံဆိုရင်တရားစခန်းတွေပါဝင်ပါတယ်ဝေါဝေါကျွန်တော်တို့တရားစခန်းတွေပါဝင်တယ်ကျွန်တော်လူလိမ္မာလေးပဲလုပ်ပါတယ်ခင်ဗျာဟုတ်တရားစခန်းမှာအဲ့နှစ်တိုင်းတော့မဟုတ်ပါဘူးခင်ဗျာတနည်းသေးဝင်တာပါအဲ့ဒါပြောလို့မဆုံးတာ ပြောကြတယ်ငါလည်းဝင်တယ်လေ7နှစ်တောင်ကဆာအမှတ်ချက်နေချိန်မှာအောင်ပါစီစုပြီးတော့ကျိုးစားပန်းစားနေတော်ထဲမှာဝင်ခိုင်းတာအမေကအာခလေးသဘာဝဆိုငွေတော့တော့ဆော့ရဲအဲ့လိုရေခွက်တင်နေဟိုငါတို့တကြံငငယ်ကကြတော့ဒီလိုမန်တဲ့အကြီးတွေမဟုတ်အုံးလက်မန်တဲ့လေးလေးလမ်းထိတ်တွေလမ်းထိတ်တွေမှာလမ်းထိတ်တိုင်းမှာရှိရဲ။ဟာဘောက်လူခွန်ကတာမလား။အဲငါလည်းဒီပါအောင်။နောက်ဆုံးနေ့မှာကတော့ ငငယ်တော့အကြောက်အဲ့လိုမျိုးပေါ့နော်ဟိုပြီးသွားလို့ရှိရင်အဲ့လိုရေပက်ရင်လည်းအမှတ်တရတွေကကြောက်တချို့ကြောက်နိုးစီကွက်နဲ့ပတ်တယ်နိုးစီကွက်တောင်မှတော်တော်လေးကိုတန်ကြီးတက်နေတဲ့နိုးစီကွက်တွေပါအရှိန်နော်ခွဆောင်ခုတ်တာအဲ့ဒါတန်မမေရငါငါတော်တော်လေးငယ်အောင်ပါရှင်နဲ့12နှစ်13နှစ်လောက်ကရေပက်လိုက်တာရေကွက်ကြီးပေါ့တကြံကားပေါ့ရေပက်လိုက်တာရေကွက်ကြီးပေါ့ဟာဟိုတွေဟိုလူတွေကပြန်ပေးလို့ရရဥစ္စာမပေးဘူးအဲ့နဲ့မယူဘောဒါမဲ့အဲ့လိုမျိုးရေကွက်ပါသွားတာလို့ရေကွက်ပြုတ်ကြတာလို့တခါလေးလာဆိုတော့လည်းမဟုတ်ဘူးအချိန်ချင်းခါခါပဲဒါမဲ့လည်း ရေခွက်တွေကွဲတယ်အဲ့လိုမျိုးရှိရဟုတ်ရှောက်လေရပူကြရကျွန်တော်တော့အဲ့လိုမျိုးအရင်ကကားကားနဲ့လေအဲ့လိုကားနဲ့အဲ့လိုကျိုးလေးတန်းပြီးရောလေအဲ့လိုကျိုးလေးတန်းအဲ့လေမကားအဲ့လေကျုပ်ကြမှာကျိုးလေးတန်းဟုတ်အဲ့လိုအညီမလည်းရှောက်လေရရကိုပို့ပြီးတော့သဘောကြရဲပတ်တာထပ်ပေါ့နော်ဒါပေမဲ့ရှောက်လေလို့အသားမဲတာလို့သဘောမကြရှောက်လေရရကိုပို့ပြီးတော့သဘောကြရဲ အဲညီမငယ်ငယ်တော့ကတော့အဲ့လိုမျိုးတကြံရောက်မှာကိုအရန်ပြော့တာကွာအဲ့လိုအမေတို့ကလည်းအဲ့လိုတရားစခန်းတွေပါဝင်ခိုင်းတယ်ကြိုက်တဲ့အချိန်ဝင်ခိုင်းရတယ်တကြံတွင်တော့မဝင်ခိုင်းနဲ့လုံးဝမရဘူးပေါ့နော်အဲ့လိုပုံစံမျိုးအဲပြီးသွားလို့ရှိရင်ဒီဘယ်လိုပြောမလဲမနေ့ပြန်လို့တကြံကြရအောင်ဆိုဒီနေ့ဆိုလို့ရှိရင်ဟာအရန်ရှင်ခုံနေပြီအဲ့လိုမပြောတော့ဒါပေမဲ့နောက်နေ့မနေ့ရောက်လို့ရှိရင်တကယ်လည်းတကြံကြရင်ဒီမှာမထနိုင်တော့အဲ့လိုလေးရှိရပြီးရင်တကြံရောက်ဖို့ဘယ်နေ့ပဲလို့တော့ရဲ့အဲ့လိုမျိုးငယ်ငယ်တုန်းကတက်ခက်ရလေးရှိရပါဘောအော်ကလေးဆို อืมอ๋อငယ်သေးရေလေကျွန်တော်ကအခုမှအခုမှရွယ်ရောက်လာငယ်သေးရေလားပြည့်ပြည့်တငယ်သေးအခုမှရွယ်ရောက်လာတဲ့အချိန်မှာဆိုတော့အဲ့လိုမျိုးရမကြုံခဲ့ဘူးပါဘူးအဲဟုတ်ဂျင်းကုံတက်စားရွယ်ဟုတ်ငငယ်တော့အကြောအဲ့လိုမျိုးကိုကအဲ့လိုဟိုဖြစ်ထားပါဘောเนาะငါအဲ့လိုမျိုးလေးတွေ့ကြံကြံကားကြီးလေးလာတယ်လေဟိုမှာ TV တွေမှာအဲ့လိုမျိုးအိမ်မက်ပါမျောလင်းချက်အိမ်မက်ပါ အဲចောင်းမှာចောင်းမှာလေးဟို fan fair လို့ပါဘူးဆိုတော့တွားတွားလောင်းပြတယ်တကယ်လို့အဲ့လိုတကူးကကြီးဟိုတွေ့ရင်စီတွားပြီးတော့မလောင်းပြဘူးသူလည်းတခြားလူကလောင်းနေတယ်ကောင်းလေးကြိုးစားမှုကောင်းလေးကြီးကြိုးပမ်းမှုပေါ့ကျွန်တော်တော့လောင်းခံရတာပုံများတယ်အဲတောက်လိုက်တာမူးလိုက်တာကျွန်တော်တွားလောင်းတာဆရာမတို့အမေတို့ပါမူးတို့ပြတော်မှာဟုတ်လေဟိုဟာနဲ့အဲ ဟုတ်ဟာဘယ်လိုပြောမလဲကိုကအဲ့လိုမျိုးပိုလောင်ဖြစ်တယ်ထင်တယ်အဲ့လိုမျိုးရေပက်ခံထွက်တာမဟုတ်ဘူးကိုယ့်အကူပဲလောင်းနေဆိုလို့ရှင်တော့အဲ့လိုကောင်မလေးတွေ့လို့ရှင်အဲ့လိုခေါင်းပေါ်လောင်းချတာရမ်းကြိုက်တာမလို့လည်းမသိကောင်မလေးဆိုကောင်မလေးဆိုကခေါင်းပေါ်လောင်းချပြီးလို့ရှင်အခုဆိုလို့ရှင်တကြံလင်းမှာဆိုတနခါးကြီးလိမ့်ပေးရခေါင်းတွေလျှော်ပေးရအဲ့လိုမျိုးလောက်တယ်ရှင်အဲ့လိုမျိုးလုံးဝမထင်ထားဒီကောင်မလေးကရိုးရိုးလေးပဲရေပက်ပါမယ်သူတော့မထင်နဲ့အဲ့လိုမျိုးအကောင်လောက်တယ်ကောင်မလေးကိုပိုလောက်ဖြစ်တယ်ချစ်လို့ ကျွန်တော်ကတော့ဒီနှစ်ကတော့ဟိုပထမဆုံးလေးရကတော့အဲ့လိုမျိုးစွန်းလေးပါလေကဲအဲ့လိုဖျားသွားနောက်ရကကျတော့တရားစကန်းလေးပါလေဝင်အဲ့လိုမျိုးလူလေလူလေအာအိုင်နေရလောသူရဲ့အိမ်မထဲမှာပါဒီကဆန္ဒရှိနေဘူးအဲ့လိုပဲလို့တာမလို့တာတကယ်လူလိန်လေးစားမဖြစ်နိုင်တာဘလို့မဖြစ်နိုင်မယုံနဲ့ ဆော့ဆော့ပါပါဟုတ်လူဆော့ပါပါကျွန်တော်အိုးမေကိုင်းတုတ်တာလို့ပါအဲ့လိုရှောက်ဆော့ငငယ်လေးကဆော့ပါဟုတ်ဒီနေ့တကြာတော့ဟိုအမှန်တကယ်တော့ကတော့ဟိုမန္တလေးပိုင်းအဲ့လိုမျိုးရှိမဲ့မထိုင်တိကြောက်လေကတော့အဲ့လိုဟုတ်တယ်အဲ့လိုမျိုးတနေ့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 မှာအဲ့လိုမျိုးလေးထိုင်ပြီးတော့အဲ့လိုမျိုးချေးချေးချေးဖို့ပုံများပါလားချေးဖို့ဘူးလုံးနဲ့မဟုတ်ချေးဖို့ တကယ်ကြီးအရာမြန်မာလူအေးစေးတော့ထိုင်ဖို့ပုံများပြပါအဲ့လိုပြောလိုက်ဂီတာလေးတလန့်နဲ့တချမ်းမှာဂီတာနင်းတယောက်လေးဒီဟောတီးရလေဘသူကဂီတာဒီလေးပြောကိုကိုဒီကိုကိုဆိုတာဟိုနာပြိတ္တလည်းနင်းမယ်ကိုမှုနဲ့ကိုပဲပြိတ္တလည်းနင်းမယ်ဟုတ်